ကဲအားလုံးမင်္ဂလာပါတက်ဖိုက်စီစဉ်ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်တော့ဒါသိန်း30ကျော်ဝင်းကျင်ဈေးထဲမှာရှိနေတယ်ကျွန်တော်ဒါဖုန်းတောင်းလို့ရွေးချယ်ပေးထားတယ်အဲဒီဖုန်းနေရဲ့သူ့ရဲ့အားသာချက်အားနည်းချက်ဘာတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်ဗီဒီယိုအဆုံးထိချင် ပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးရတဲ့ဖုန်းကတော့ကျွန်တော်တို့ဒါလက်ရှိမှာ Vivo ကနောက်ဆုံးထုတ်ထားတဲ့ V50 ဒီဖုန်းကကျွန်တော်တို့ဒါ2025ပြီးခဲ့တဲ့နှစ်လပိုင်းလကုန်ခံနေလောက်ကမှကျွန်တော်တို့ထပ်ထားတာအဲဒီကောင်ရဲ့ screen size ကတော့ကျွန်တော်တို့6.77 inch ရှိရဲသူက full screen size နဲ့ထုတ်ပေးထားတယ်သူမှာသုံးမိသားတွေမှန်ဆိုလို့ရှိရင်တော့သူက diamond sheet glass ဆိုတော့တော်တော်လေးအကျန်းခံတဲ့အထက်မှာပါတယ်အဲပြောရရင်ဆိုလို့ရှိရင်တော့သူ့ရဲ့အားတကြက်ကမများဆလာမတွေ့ရအောင်ဆိုပေမဲ့လေ gaming performance ကတော့မဆိုးဘူးကျွန်တော်တို့ဒါ snapdragon 7ကိုမှ gen 3တုံးနေထားတာ ဲ့ဒါအပြင်ကုန်းမှာသူ့ရဲ့ဘက်ထရီဆိုလို့ရှိရင်လည်း6000 mAh ဆိုတော့ AC စိတ်ကြိုက်သုံးလို့ရတယ်။အားသွင်းမှုအချိန်ကလည်းတိတ်မရှိဘူး။ဘာလို့လဲဆိုတော့ charging scoring ကကျွန်တော်တို့90 watt scoring ပေးထားတာ။ဆိုတော့အများဆုံးအချိန်ယူမယ်ဆိုလို့ရှိရင်တော့သူက0 to 100%ကိုကျွန်တော်က45မိနစ်ဝန်းကျင်လောက်ပဲအချိန်ယူမှာဖြစ်တဲ့အတွက်ကိုဂိမ်းမားရဲ့အတွက်လည်းတော်တော်လေးအဆင်ပြေမဲ့ထဲပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါကင်မရာဘိုင်းပေါ့နော်။ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်းသူကကျွန်တော်တို့ဒါ main camera ကတလုံးနဲ့ထုတ်ထားတဲ့ပုံစံဒီဇိုင်းမျိုးဖြစ်နေပြီးတော့တကယ်တမ်းကျတော့အထက်မှာနှလုံးဖြစ်နေတာ အဲ့နှလုံးလုံးကကျွန်တော်တို့ဒါ50 megapixel ပဲ selfie camera မှာဆိုလို့ရှိရင်လည်းသူက50 megapixel ပဲအဲ့ဒါကမှသူ့ရဲ့ video resolution ဆိုရင်လည်းကျွန်တော်တို့ 4K 30fps ပဲကျွန်တော်အမြင့်ဆုံး scoring ပေးထားတာဆိုတော့ဒါဓာတ်ပုံရိုက်လို့ပြုလို့လည်းကောင်းတယ်ရုပ်ရှင်ကြီးကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝကြည့်လင်းပြတ်သားစီမှာတေးကြပဲ တော့ကျွန်တော်ဒါဒုတိယအနေနဲ့ထပ်မံပြီးရွေးချယ်ပေးထားတဲ့ဖုန်းကတော့ကျွန်တော်ဒါ Samsung ကထုတ်ထားတဲ့ Samsung Galaxy M54 အဲဒီဖုန်းကတော့သူကလက်ရှိဒါ30ကျော်ဈေးနှုန်းဝင်းကျင်မှာရှိနေတယ်ကင်မရာဘက်ကိုပဲအရင်စပြီးကြည့်ပြောရမယ်ဆိုလို့ရှိရင်တော့ပြောရမယ်ဆိုရင်ဒီဖုန်းကကျွန်တော်တော်တော်လေးကိုအားမရတဲ့ဖုန်းဘာလို့ဒီဈေးနှုန်းပေးရလဲဆိုတော့စဉ်းစားလို့မရလို့ကျွန်တော်ဒီထဲမှာထည့်ထားတာဘာလို့လဲဆိုတော့သူကကင်မရာ main camera ၃လုံးရှိတယ်အဲ main camera ၃လုံးမှာကတစ်လုံးက108 megapixel ဒီ scoring ပေးထားတယ်ဆိုရင်ကျန်တဲ့နှလုံးက8 megapixel 2 megapixel တော်တော်လေးကိုနှဲတယ်ကျွန်တော်တော်အားမရဘူးပြီးမှပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဒါ body တိဆောက်ပုံနဲ့အရန်ကြီးရိုးရိုးရှင်းရှင်းနဲ့ဗျာအရန်ကမှဘယ်လိုပြောမလဲဒီဇိုင်းဆန်းဆန်းလေးတွေဖြစ်မနေဘူးတကယ်ကိုရိုးရိုးရှင်းရှင်းနောက်တစ်ချက်ပစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဘက်ထရီက6000 mAh ကိုစတင်ပေးထားတာနဲ့ဒါမှမဟုတ် charging sporting က25 watt ထိပဲဆိုတော့တော်တော်အားသွင်းရင်အချိန်ကပုံမှန်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့က9 watt 45မိနစ်ကိုဖုန်းမကန်ရရင်တိတိကျကျဖြစ် ဆိုတော့ဒီကောင်အင်းကကျွန်တော်တို့အားသွင်းမယ်ဆိုလို့ရှိရင်တနင်္ဂနွေခွဲတနင်္ဂနွေခွဲဝန်းကျင်လောက်ကိုအချိန်ယူနေမှာဆိုတော့တော်တော်လေးကိုမကြိုက်နေတဲ့ပါတယ်ဆိုတော့ဘာကြောင့်ဒီဈေးနဲ့ပေးနေရလဲဆိုတော့တည်တဲ့ပရိသတ်တွေရှိရင်တော့ကွန်မန့်မှာရေးခဲ့ပေးလို့ရတယ်ကျွန်တော်ကဆိုလို့ရှိရင်တော့ဒီ Samsung နဲ့မှာပေါ့နော်ကိုကရွေးချယ်ပြီးတော့30ကျော်ဝန်းကျင်ပေးပြီးခိုင်းရမယ်ဆိုလို့ရှိရင်တော့ဈေးနည်းနည်းပို့ပေးပြီးတော့ပဲကျွန်တော်တို့40ဘဲဖုန်းကြီးပဲခိုင်းလိုက်တာတော့ပို့ပြီးတော့ကောင်းတယ်လို့မြင်တယ် ကဲဆိုတော့ကျွန်တော်ဒါနောက်ဆုံးနေနဲ့ရွေးချယ်ပေးတဲ့ဖုန်းကတော့ကျွန်တော်တော်တော်လေးဥမာသဘောကျတယ်ပြီးတော့ဆိုလို့ရှိရင်လည်းအားသချက်တွေတကယ်ကိုများတယ်ခေါင်းနှာထုတ်ထားတယ်ခေါင်းနှာ200ကိုဒီကောင်ကကျွန်တော်တို့ဖုန်းဒီဇိုင်းဘက်ကိုပဲစပြီးတော့ကြည့်လိုက်လုံးဝတခြားဖုန်းဒီဇိုင်းတွေနဲ့မတူဘူးနဲ့လုံးဝကွဲပြားပြီးတော့လူငယ်ဆန်းတဲ့ဖိုင်မျိုးကိုရတယ်အဲပြီးတော့ဆိုလို့ရှိရင်နောက်ထပ်အားသချက်တစ်ခုကတော့သူ့ရဲ့ secondary refresh rate ကကျွန်တော်တို့ 120Hz ရှိတယ်ဗျာအဲ chipset ဆိုလို့ရှိရင်လည်းသုံးမိထားတာက Snapdragon 8 Gen 3ကိုသုံးမိထားတာ RAM ဆိုလို့ရှိရင်လည်းသူ့ရဲ့ RAM size က RAM 12နဲ့ RAM 16ဆိုပြီးတော့နှစ်မျိုးရတယ် ဆိုတော့ gaming performance ဘိုင်းမှာဆိုလို့ရှိရင်တော့လုံးဝကိုစိတ်ပူရအောင်လို့ဝင်နေကောင်းကောင်းမော်ဆော်လို့ရတယ်ဘက်ထရီဆိုလို့ရှိရင်လည်းဗျာကျွန်တော်ဒါဆီလင်းကုန်ကာဗွန်ဘက်ထရီမျိုးစားဖြစ်တဲ့အတွက်အားကိုနှေးတယ်တွေမှာပါတယ်အားသုံးခံတယ်ပေါ့ဗျာအဲတော်တန်ရုံလော်လော်ကူနဲ့ drain ဖြစ်သွားဘူးငါတော့နေရ mh ကိုသူက charging sport နေရ wire နဲ့ဆိုလို့ရှိရင်100 watt တော်တော်လေးကိုများတယ် wireless လည်းတွင်းလို့ရတယ်သူက66 watt ဒီ sport နေပေးတာဆိုတော့လုံးဝကိုအသွင်းရတာအချိန်မြန်နေသေးပါတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုသဘောကျတဲ့ဖုန်းလေးမှာပါပါတယ် ဆိုတော့ကျွန်တော်တို့အခုပြောသွားတဲ့ဖုန်းသုံးလုံးဆိုလို့ရှိရင်တော့ဒါအကုန်လုံးကတော့ဒါလက်ရှိဈေးတန်းမှာတော့30ကျော်ဝန်းကျင်မှာရှိနေတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။အဲ exchange rate မျိုးစားပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါဈေးနှုန်းကတော့ပြောင်းလဲရှိနိုင်မှာဖြစ်ပါတယ်။ဆိုတော့ဒါလူကြီးမင်းတို့အခုကြည့်နေတဲ့ပြည်သက်တွေထဲမှာဒီဖုန်းသုံးလုံးနဲ့ရပဲကျွန်တော်ဒါ30ကျော်ပေးပြီးရွေးချယ်ပြင်မလားဒါမှမဟုတ်ရှင်ဒါတခြားကိုကြိုက်တဲ့နောက်တဲ့ဖုန်းတွေဘာတွေများရှိအောင်လဲခုမှမှရေးပေးလို့ရပါတယ်။ကြည့်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်။ See you guys.